လောကအနှစ်ပဲကြည်လာဝါဟာဒီနေ့ကပြည်ကျွန်တော်ပေါ့စီစားပြန်ပါဖြစ်တယ်ပေါ့စီကတော့ chicken ပေါ့စီနောက်ပေါ့ပေါ့စီ vegetable ပေါ့စီပြောရရင်တော့ကမြန်မာလိုပြောရရင်တော့ဝတ်သားပေါ့စီချက်သားပေါ့စီနောက်ပြီးကြအသီးနှံပေါ့စီပေါ့ အဲ့ဒါကျွန်တော်စားကြည့်တယ်ဗျာစားကြည့်ရဲ့ဆိုအရသာနုနုအီအီလင်းနဲ့အရသာလည်းရှိအဲ့ဆက်မှာလူတွေပြည့်ကျက်ညံ့နေရပဲခေါ်လာသူကထိုင်းဘတ်29ဘတ်မြန်မာငွေနဲ့ဆိုရင်တော့2900ကျော်လိုက်မယ်တခုကိုအဲ့ဒါကျွန်တော်လေးလုံးစားလိုက်တယ်ဗျာဒီနောက်တစ်ခုက38ဘတ်လားမသိဘူးအဲ့ဒါကတော့ vegetable စားလို့ကောင်းတယ်ရန်ကောင်နုနုအီအီလင်းနဲ့အရသာရှိရဲ့တော်တော်ကောင်းတယ်2900လေးခုဆိုရင်တော့ တတောင်းကျော်သွားတာပေါ့နော်ဒါပေမဲ့တော့ကျွန်တော်ကတော့ဘိုက်စားရတဲ့အတွက်မျက်နှာစားစားတာပေါ့ဗျာဒီအမလားတတော်ကြီးကိုရတာရှိပြီးတော့ရှာရဲမှာနုနုအီအီလေးနဲ့တအားစားလို့ကောင်းတယ်ကျွန်တော်ကဝတ်သားပေါက်စီကိုနှလုံးစားရဲစက်သားပေါက်စီကိုတစ်လုံးစားရဲနောက်တစ်ခုကဘာပေါက်စီလည်းမသိဘူးဗျသူကလည်းနာမည်ကြီးပဲ38ဘတ်တောင်ပေးရတယ်တတော်ကြီးကိုစားတော့ကောင်ဒီ brand မြတ်ဒီ logo လေးနဲ့တအားစားလို့ကောင်းတယ်သူကပေါက်စီ logo လေးနဲ့ကျွန်တော် size size နဲ့ပြတိတယ်မှာ low အောင်မှာရှာပေါ်မှာဆွဲလန်းပြီးတော့ ဆွေမျိုးရှောင်မေရောတဲ့အားစားတော့အဲ့ပေါ့စီရဲ့အထဲကအနစ်ကလည်းတအားရတာရှိရဲ့စားလိုက်တာနဲ့ရှားပေါ်မှာလည်းဆိုရဲတခါစားပြီးတိုင်းပြာအမြဲစားကျင်တယ်နုနုအီအီလင်းနဲ့ဟိုအရသာပျော်ဝင်တယ်ရှားပေါ်မှာဆွဲသွားစေတဲ့ပေါ့စီမျိုးတခြားပေါ့စီနဲ့မတူဒါပေမဲ့အဲ့မက်ထရိုမေးဆိုတဲ့ ကုန်တိုင်းမှာကတော့ဒီမှာနာမည်ကြီး brand တွေပဲဖွင့်ထားတဲ့အတွက်ဒီ brand ကတော့နာမည်ကြီးပဲဗျာပေါ့စီဆိုင်ကတော့တတော်ရုံမှိုက်တယ်ပေါ့စီဆိုင်နေဒီမှာ20ဆိုင်သုံးဆိုင်လောက်ရှိတယ်ဒါပေမဲ့အဲ့ဒီပေါ့စီဆိုင်ကတော့လူရမ်းများပြီးတော့တတော်ရုံကိုစားတော့ကောင်းတဲ့ပေါ့စီကျွန်တော်တော့တတော်ကြိုက်ဝိုင်းမပြောလဲဆိုတော့ဒီပေါ့စီကတခြားပေါ့စီနေလည်းမတူဗျာအရသာကလည်းရှားပေါ်မှာဆွဲတယ်တခြားပေါ့စီတွေထက်သူ့ရဲ့ပေါ့စီကတော့တော်ရုံမှိုက်တယ်ကျွန်တော်မှတွေ့လား လုံးဝအနှစ်ပဲတတိချာချာလေးလောက်ကအထဲမှာတော့ကြက်ဥတွေပေါ့လုံးဝဟိုမှာထည့်ပြီးထားရတယ်ဒါတော်တော်ကြီးကိုစားလို့ကောင်းပါရဲ့ဒီကထိုင်းရပေါက်စီရတော့တော်တော်ကြီးမိုက်မြန်မာပြည်ထက်ဆိုင်တော့ထိုင်းရပေါက်စီရလုံးဝအနှစ်ပဲဗျာဒီလားဟရတာတအားရှိရဲ့မြန်မာပြည်ကစားရပေါက်စီရကြီးပဲဒါပေမဲ့ထိုင်းပေါက်စီရတတိဒီဒါပေမဲ့အရသာတော်တော်ရှိရဲ့တော်တော်ကြီးကိုအားချရတယ် quality ဘိုင်းကအစားပေါက်စီရတော်တော်ကောင်းတယ် brand လည်းရှိပြီးတယ် logo လည်းရှိရဲ့ ပေါ့စီဆိုရလေနော်တော်တော်ကြီးကိုကျွန်တော်ကတော့ကြိုက်သွားတယ်ကြိုက်သွားတယ်ဆိုကျွန်တော်ဆိုင်းဆိုင်းနဲ့တော့မှအာရှာပေါ်မှာဆွဲသွားတယ်ဟဲ့တလုံးပဲကျန်တော့ပေါ့စီကအဲကြောင့်မို့ကျွန်တော်လည်းဆိုင်းဆိုင်းနဲ့သူ့ရဲ့အရာသာကဘယ်လိုမျိုးလဲသူ့ရဲ့အရာသာရဲ့ taste ကဘယ်လိုခံစားပြီးတော့ဆိုင်းကောင်းမလဲဆိုပြီးကျွန်တော်စားပြီးတော့ရတာရဲ့ fee ခံစားချက်တခုကိုကျွန်တော်ပြောပြပေးတာပေါ့နော်ကျွန်တော်လိုမျိုးပဲပိုက်ဆိုင်နဲ့အဲ့မက်ထရိုမေးမှရှိအဲ့ကုန်တော့ရမှာကုန်တော့ကုန်ဝိုင်းဘာမှမရှိတော့ နော်ဆိုင်ဆိုင်နဲ့တော်တော်ကြီးစားလို့ကောင်းတယ်ထိုင်းဘက်ကတော့တရားကျော်ပါမြန်မာဟူနဲ့ဆိုတော့တောင်းကျော်ပါဒါပေမဲ့ထိုင်းနိုင်ငံရောက်တော့ထိုင်းစည်းကွက်နဲ့တွေ့ရပါပြီလေနော်အဲကြောင့်မို့ကျွန်တော်လည်းဆိုင်ဆိုင်နဲ့ကောင်းပါအဲဘူးကိုဝေးနာထားပြီးတော့အောက်စီကိုက်စား ဒီပေါက်စီလည်းတော်တော်မိုက်တယ်ဗျာဒီလားတော်တော်ယူမိုက်တယ်သူက chicken နောက်ဆုံးစားလိုက်တဲ့ပေါက်စီက chicken ပေါက်စီတင်နေတယ်ကြားပေါက်စီနဲ့တော့မတူဒီကထိုင်းရောက်တဲ့မြန်မာတွေကျွန်တော်တို့မြန်မာပေါက်စီစားခြင်းအဲ metro မေးအောင်မှာပေါက်စီစားရှိရဲ့အဲပေါက်စီစားတဲ့တော့မှခုနကကျွန်တော်ဘူးပေါ်မှာပြဟာ ATM လားအဲပေါက်စီစားကိုဝင်စားကြည့်ဒါတော့စားလို့ကောင်းတယ်ဗျာဒီ ATM လားထိုင်းလိုပြောတဲ့အင်္ဂလိပ်လိုပြောတော့ကျွန်တော်ဆိုစိုင်းတိုင်းမှာအင်္ဂလိပ်လိုပြောပြီးစားခဲ့ဟာလဲစိုင်းပေါက်တယ်မနေ့တော့ထိုင်းလိုပြောတဲ့ဒါပေမဲ့ကျွန်တော်ကတော့ စားရဲနူနူအီအီလေးနဲ့တဲမှာကျုပ်ပါရဲ့အတွက်ကျုပ်အနှက်ကဲအရသာကလည်းတော်တော်ကြီးကိုရှာပါမှာဆွဲရတယ်တခြားပေါက်စီလေးနဲ့တော့မတူတော်တော်ကြီးကိုကောင်းတယ်ပေါက်စီက quality ကောင်းတယ်စားရတဲ့အရသာတော်တော်ကြီးကိုကောင်းတယ်လောကထူးခြားတယ်စားလိုက်စားလိုက်ပဲလောကကမှအရသာရှိပြီးတော့ရှာပါမှာလောကကိုပျော်ဝင်သွားရဲ့အဲ့လိုပေါက်စီမျိုးကျွန်တော်ကတော့အားကြိုက်တဲ့ပေါက်စီနူနူအီအီလေးနဲ့ကျွန်တော်ကြိုက်ကြိုက်တော့ ကျိတ်တယ်ဟုတ်ကုန်ဟဲ့ကျွန်တော်လူရဲ့လိုက်စားကြည့်ပါ